အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နောက်နှစ်မြန်မာမြင်ကွင်းရပါအောင်မလားမေအောင်လိုက်သည်ရောက်လျာတွင်ပြည့်စစ်ရထားဆွဲမီစီးပွားရေးဦးမော့လာနေပြီးအစရှိသူတို့ကိုတောင်စင်ရေမြရရှောက်ပြောနေခြင်းသည်အကြောင်းမဲ့တော့မဟုတ်၎င်းတို့သည်တိုင်းပြည်ကိုရေရှည်အုပ်ချုပ်သွားမည်လူများဖြစ်ကြောင်းယခုလိုခုခံနေကြခြင်းသည်အချင်းနီးတာဖြစ်လာမည်ကိုဆိုလိုကလူတို့အားစိတ်ဓာတ်ရေရတိုက်စစ်ဆင်နေခြင်းသာဖြစ်သည် ၎င်း၏စကားများသည်အဆက်မပတ်သောတကြံအမြောက်မှန်းကိုကောင်းစွာသိရှိထားသူဖြစ်တော်လဲအရေးကြီးသည့်ကစိတ်တရေရတိုက်ပွဲဆင်နွှဲခြင်းများသာဖြစ်ပြီးတိုင်းပြည်သည်နိုင်ငံခြားမီဒီယာများပြောသလိုပြည်တွင်းစစ်ဖြစ်နေခြင်းမဟုတ်ဂျူကြားဂျူကြားစန့်ကျင်မှုများလောက်သာသိစေခြင်းနေသည်အချို့ကလည်းသူ၏တိုက်ခွက်ထဲငိုက်ဆင်းသွားပြီးစိတ်တကြကျင်သလိုဖြစ်လာနေကြသည် အလွယ်လေးပင်စဉ်စား၍ရှာသည်မေအောင်လိုက်သည့်တိုင်းပြည်ကိုတနက်နေ့ပြည့်၍အုပ်ချုပ်နေခြင်းများသာဖြစ်သည် ထိုတနက်ပြောင်းကိုဖယ်ရှားလိုက်ပြီဆိုလျင်24နာရီပြင်မခန့်အသင့်ရထားသောလေရင်ပေါ်မိသားစုလိုက်တက်ပြေးကြရမည်ထို့အတွက်အားလုံးကထိုအနေထားအထိရောက်လာအောင်စက်တွန်းမှဖြစ်မည်ဥပမာ တိုင်းစစ်ဌာနချုပ်တခုမှတိုင်းမှုသည်မိမိတို့မှစီဒီယန်လုံမီဟုကြေညာလိုက်ုံဖြင့်နေချင်းညာချင်းဆိုသလိုပွဲကတဝက်ပြီးသွားပေလိမ့်မည်စစ်ဖက်မှအရာရှိကြီးငယ်မှဟူသည်တိုင်းပြည်အုပ်ချုပ်ရေးကိုလူကြီးများကအကောင်းဆုံးစီမံနေကြခြင်းဖြစ်၍ထောက်ခံရမည်။နိုင်ငံတော်ကိုအုပ်ချုပ်ရေးသည်စစ်တပ်အလုပ်ဖြစ်သည် ထို့အတွက်ဖြစ်နိုင်သမျှနှီးပေါင်းစုံဖြင့်ငြိမ်းအောင်ထိန်းနေခြင်းဖြစ်သည်ဟုမျက်စိမိတ်ယုံကြည်နေကြသူများဖြစ်သည်ထို့သို့တိုင်းပြည်ကိုငြိမ်းအောင်ထိန်းရင်ကျူးလွန်နေမှုမှန်သမျှသည်လုံတင်လုံထိုက်သည်ဟုလည်းခံယူထားကြသည်ဤဒီကစစ်တပ်တစ်ဖွဲ့လုံးလက်ခံယူဆထားသည့်အဓိကအချက်ဖြစ်နေသည်ကိုသတိမူကြရမည်ဖြစ်သည်မြမသည်ဤမြလောက်တယံစာတပေါ်ကျွယ်ဝပါလျက်ကဘာတွင်အစင်းရဲဆုံးနိုင်ငံဖြစ်အောင်အုပ်ချုပ်ခဲ့ကြသည့်တုံးစားမရသည့်အတွေးခွန်များရှိနေပါလားဆိုသည်ကိုလည်း မတိချင်အောင်စောင့်နေတတ်ကြသည်ထို့သော၎င်းတို့အတွက်ရွှေရောင်တလက်လက်နှင့်နန်းတော်ကြီးတည်းမြခန္ဓာကြီးကျဲသောအိမ်ကြီးများခေါက်ပွေးများကိုတော့ဖန်တီးပေးနိုင်စွမ်းရှိကြသည်2009ခုနှစ်စက်တင်ဘာလအတွင်းအမေရိကန်သတင်းစာစရာတွန်ပလိတ်နှင့်ပြုလုပ်သောအင်တာဗျူးတွင် လီကွမ်ယူကမြန်မာစစ်ကောင်းဆောင်များအားတမ်နလပိန်လုံးများဟုခေါ်ဆိုသွားခဲ့သည်ယခုထိသာလီကွမ်ဟုတက်ရှိထင်ရှားရှိနေအောင်မည်ဆိုလျင်တော့တမ်အစ်စ်မဟုတ်တော့ ဘူတန်ရွှေလိုလူမျိုးကိုပင်ထို့သို့ပြောနေမှာမင်းအောင်လိုင်းဆိုလျင်ရှက်လွန်း၍တွေးပင်မတွေးရတော့ဘူတန်ရွှေဤသမီးတကူလုံးစိန်ဝင်ညွတ်နေအောင်ဆင်ထားသည့်မင်္ဂလာဆောင်ကိုပင်ယူကျုကကြည်ပြီးခရစ်စမတ်ထရီဂျီရွှေလာနေတဲ့ကြောင့်ထင်ရသည်ဟုအဆိုပါအင်တာဗျူးတွင်တအံ့တအော်ပြောသွားခဲ့သည်စစ်တပ်သည်စော်ဒီမင်းသားများတမချလောက်ရအောင်ချမ်းသာကြွယ်ဝလာနေသည်ကိုရှက်ရကောင်းမှန်းမသိ၎င်းတို့အတွက်ညံပူစော်ကအဖြစ်သဘောထားနေကြသည်မှာယခုတိုင်ပင်ဖြစ်သည် သို့သော၎င်းတို့လူကြီးဆိုသူများသည်လူတက်မိရှုံမဒိန်မှုများကျူးလွန်နေကြသည်ကိုမသိခြင်းအောင်ဆောင်ယုံမကအားပေးအားမြောက်ပြုနေကြသည်ကိုကြားသိလာကြပြီးဖြစ်၍ထိုခံယူချက်သည်ရှိန်ရိုက်ဖြိုလဲလိုက်လာနေပြီဖြစ်သည်အထူးသဖြင့်လူငယ်အရာရှိများအဖို့၎င်းတို့တိုက်နေရသောရန်သူများသည်အစဉ်ပြေလျင်ငြိမ်းချမ်းရေးယူလိုက်ကြအစဉ်မပြေလျင်ထထိုင်လိုက်ကြလုံမြင်သူများမဟုတ်ဘဲရှီမန်းချက်ကိုမရောက်မချင်းတဘူကြတဘူတက်စနစ်ဖြင့်စုံကန်တိုက်တိုက်သွားကြမည်လူငယ်များဖြစ်နေသည်ကိုလည်းရိတ်စားမိလာကြပြီဖြစ်သည် ထိုခါတွင်တော့၎င်းတို့အဖို့ဒီနှစ်အသက်ရှင်လဲနောက်နှစ်အသက်ရှင်အောင်မီလာဆိုသည်ကိုအာမမခံနိုင်တော့ကြောင်းဧကံမလွေထွက်ဆမိလာကြမည်လဲဖြစ်သည်လက်ရှိစစ်ပွဲကြီးသည်ဒီသည့်အခါမှဆုံးကန်းတိုင်မီမဟုတ်တော့ပေရန်ကဖျက်ရမည်ပွဲဖြစ်လာသည်ထိုအချက်ကိုအရာရှိငယ်များဤမိဘသားမယားများကောင်းစွာသဘောပေါက်သည်သည်ရမလာဆိုသည့်စိတ်ဖြင့်လှုပ်ကြည့်နေကြသောအာနာယုများမှလွယ်၍အာလုံးသည်တမြေတည်းနေတည်ရဲတောင်ဤကိုမောင်နှမများသာဖြစ်သည်လမ်းများပေါ်တွင် ဖုံးများတောင်ရိပ်စေ့ ညအချိန်မတော်အိမ်များဝင်ကလူများကိုဖမ်းဆီးတယောက်နှင့်တယောက်ဘဲသူတလန်လဲဟုဆိုကတန်တရမျက်လုံးများဖြင့်အကဲခတ်ကြ။တိုင်းပြည်၏အနာဂတ်လူငယ်များကိုအတင်းအာမသေးတွင်ပို့ဤသည်က၎င်းတို့မြင်တွေ့လိုကြသည်မြမပြည်ကြီးမဟုတ်သည်ကတော့ချိန်သေးသည်။စောစောကပြောသလိုအာနာယူများကအခြေအနေမဟန်လျင်အတင်းရှိနေသောလေရင်ပေါ်တစ်တာကြီးငယ်ဆွဲ၍တက်သွားကြမည်ကိုတော့သတိချက်တင်သည်။ဤသို့ပင်ဆိုစေလက်ရှိပုံစံအတိုင်းရှေ့ဆက်သွားပြီးမရတော့ နောက်ပြန်လှည့်၍ဘလို့မှမဖြစ်နိုင်တော့သောအနေအထားသို့ရောက်ရှိနေပြီဖြစ်သည်လူထု၏ထောက်ခံမှုစိုးစိမြမရသောအစိုးရမျိုးသည်တိုင်းပြည်ကိုဘလို့အုပ်ချုပ်ပေးမည်နည်းခေါင်းဆောင်ဆိုသူကလည်းစကားတခွန်းပြောတိုင်းဝိုင်းပြီးလောင်ခံနေရသည့်အဖြစ်မျိုးရောက်နေသည်ကိုခုပါသာသုံးသပ်နိုင်စွမ်းမရှိဘသူကမှလည်းထောက်မပြရဲပဲပင်လေပြင်းတွင်အထင်းကုန်မရှိမျောခြင်းရာမျောနေသည့်လှေတစင်းလိုဖြစ်လာနေသည် မေအောင်လိုက်သည့်၎င်းလုံးမိရွေးကောက်ပွဲနှင့်ပတ်သက်၍ပြောတိုင်းရွေးကောက်ပွဲအောင်မြင်ရေးသည်လူတို့၏ယုံကြည်မှုအားလုံးပါဝင်နိုင်မှုရှိရမည်ဆိုသောအချက်များမပါလုံခြုံရေးတင်ကျပ်ဖို့နောက်ရက်ဖြည့်စည်းလိုသူများကိုအလင်းအမြန်အေးအေးယူထောင်ချဖြစ်ဖို့လူသည်များသာဦးစားပေးပြောဆိုနေ၍လူတို့၏သဘောတူညီချက်မပါဘဲလက်ထိတ်ခတ်ခံရသည့်ရွေးကောက်ပွဲဟုသတင်းဌာနကရေးသားထားသည်ချောင်မဲသို့တင်ပြီးတရက်အကြာတွင် မင်းအောင်လိုက်သည်ပြည်ဦးလွင်သို့ရောက်လာခဲ့တော့လေရဟတ်ရင်များဖြင့်သွားလျင်မိနစ်အနည်းငယ်သာဝေးသည့်ကြောင်မဲသို့ခြေချရဲခြင်းမရှိသည့်ကိုတွေ့ရကြောင်းယခုထိလည်းနောင်ချိုသို့မသွားရဲပဲရှိနေဆဲဖြစ်နေသည်ဟုဆိုသည်လာရှုသို့လည်းရောက်မလာသေးပြီ၎င်းကစိတ်ထားရမည်ပြည်ဦးလွင်တွင်သာတရစ်တဝဲဝဲဖြင့်ဟန်ရေးပြပြီးအဝေးကနေသာလက်ပြနေရရှာတော့လေဆိုဝင်းကတော့နောင်ချိုသို့အရောက်သွားပြခဲ့သည်ထို့အတွက်သူရဲဘောကြောင့်ကြောင်ချီအစရှိသောတစိမ့်များရှေ့လျှောက်တစ်ခုပြီးတစ်ခုကက်ခံရဖို့သာရှိနေသည် တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရန်နှင့်မိမိတို့ရင်သွေးများ၏အနာဂတ်ကိုအာမခံနိုင်မည်နိုင်ငံတော်ကြီးပေါ်ပေါက်စေရန်နိုင်ငံကိုချစ်ချသူတိုင်းတွင်တာဝန်ရှိလာနေပြီဖြစ်သည်အထူးသဖြင့်ရှေးတန်းစစ်မြေပြင်သို့ပင်မလာရဲရှာသောအာနာရှင်အရှင်သခင်ကြီး၏အကျိုးကိုအသက်ဆုံး၍တည်ဖို့ကြမလားတိုင်းပြည်မျက်နှာကိုငှဲ့မလားဆိုသည်မှာအရာရှိအရာကန်အကျင့်စစ်တီတိုင်းဆုံးဖြတ်ကြရပေတော့မည်ပြည်သူတို့ဤခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည် ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်